နာသိစစ်အုပ်စုရဲ့ရွေးကောက်ပွဲပထမအဆင့်ကိုဒီဇင်ဘာလအတွင်းပြုလုပ်မယ်လို့စစ်အုပ်စုလက်အောက်ခံပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ကဧပြီလ၈ရက်နေ့ကထုတ်ပြန်ခဲ့ပါတယ်။ဒီလိုရွေးကောက်ပွဲကျင်းပမယ့်လကိုတိတိကျကျမထုတ်ပြန်ခင်ကတည်းကစစ်အုပ်စုနဲ့စစ်လော်ဘီတွေကရွေးကောက်ပွဲပြုလုပ်နိုင်ဖို့အတွက်နီလန်ပေါင်းစုံသုံးပြီးလှုပ်ဆောင်နေကြတာပဲဖြစ်ပါတယ်။ဒီလိုလှုပ်ဆောင်နေတဲ့အထက်မှာစစ်အုပ်စုလက်အောက်ခံလော်ဘီတွေက ဆိုရှယ်မီဒီယာပေါင်းစုံကနေရွေးကောက်ပွဲနဲ့ပတ်သက်ပြီးပုံစံမျိုးစုံနဲ့ဖြန့်ဝေခဲ့တာပါစစ်အုပ်စုနဲ့စစ်အုပ်စုလက်အောက်ခံလော်ဘီတွေရဲ့ဖြန့်ဝေမှုတွေထက်က DPP ဖက်ချာဟာ volunteer data analysis တွေရဲ့အခုအညီနဲ့စစ်အုပ်စုနဲ့စစ်လော်ဘီတွေရဲ့ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ဖြန့်ဝေမှုတွေကိုစောင့်ကြည့်စစ်ဆေးခဲ့ပါတယ်စစ်အုပ်စုနဲ့စစ်လော်ဘီတွေရဲ့ social media အများပြားရှိတဲ့အထက်ကကြော်စွာ myanmarhat.nuimaw news သတင်းဦးနေပြီးတော့ မိုင်းဝေရွှေနေကြဟန်ငင်းဦးနဲ့မြန်မာ electoral news စတဲ့ telegram channel တွေကိုအဓိကစောင့်ကြည့်စစ်ခဲ့ပါတယ်ဒီလိုစစ်ခဲ့ရမှာလဲ UEC ကရွေးကောက်ပွဲကျင်ညာမဲ့လကိုကျင်ညာခဲ့တဲ့2025ခုနှစ် April လကနေ November လပထမပတ်ထိစောင့်ကြည့်ခဲ့တာပဲဖြစ်ပါတယ် Telegram channel တွေကိုအဓိကစောင့်ကြည့်ခဲ့တဲ့အချိန်မှာကြော်စွာ channel ဟာရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ဖြန့်ဝေမှုအများဆုံး channel တစ်ခုဖြစ်ပြီး ခုနှစ်လအတွင်းမှာ post ပေါင်း298ခုထိဖြန့်ဝေခဲ့တာပါဒုတိယနဲ့တတိယအများဆုံးကတော့မြန်မာ hot hot နဲ့ရွှေနေကြ Telegram channel တို့ဖြစ်ပြီး post ပေါင်း245ခုနဲ့231ခုထိ အသေးသေးဖြန့်ဝေခဲ့တာပဲဖြစ်ပါတယ်စောင့်ကြည့်ခဲ့တဲ့ channel 9ခုရဲ့ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ဖြန့်ဝေမှုအားလုံးဟာစုစုပေါင်း 1218ခုအထိရှိနေပြီးဒီစောင့်ကြည့်စစ်ဆင်မှုတွေဟာရွေးကောက်ပွဲနဲ့ဆက်စပ်တဲ့ keyword တွေအခြေခံပြီးစစ်စစ်စုဆောင်းခဲ့တာပဲဖြစ်ပါတယ်။ဒါကြောင့်စစ်အုပ်စုနဲ့စစ် lobby တွေဟာ Telegram channel 9ခုထဲမှာကိုပဲရွေးကောက်ပွဲနဲ့ဆက်စပ်တဲ့ post ပေါင်း1200ကျော်အထိဖြန့်ဝေနေတာပဲဖြစ်ပါတယ်။ဒါအပြင်ဒီဖြန့်ဝေနေတဲ့ channel တွေကို subscribe လုပ်ထားသူတွေကလည်းအများအပြားရှိနေပါဗျ ကျော်စွာနဲ့မိုင်းဝေ Telegram Channel က Subscriber အရေအတွက်3800ကျော်စီအထိရှိနေပြီးဒဇင်ဦးနဲ့ရွှေနေကြ Telegram Channel က Subscriber အရေအတွက်3200ကျော်အထိရှိနေရပါဒါအပြင်ဟန်ငယ်ဦး Telegram Channel က Subscriber အရေအတွက်3800ကျော်စီအထိရှိနေပြီးနေပြည်တော် Telegram Channel က Subscriber အရေအတွက်3000ကျော်အထိရှိနေရပါမြန်မာ Hot Talk Telegram Channel ကတော့ Subscriber အရေအတွက်4800ကျော် ရွေးမောင်း news telegram channel က subscriber အရေအတွက်1200ကျော်နဲ့မြန်မာ electoral news telegram channel က subscriber အရေအတွက်600ကျော်စီအထိအသီးသီးရှိနေရပါဒါကြောင့်ဒီ telegram channel တွေရဲ့ subscriber အရေအတွက်ကိုကြည့်မယ်ဆိုရင်သူတို့ရဲ့ဖြန့်ဝေမှုတွေဟာပြန့်နှံ့မှုလဲများပြားနေတာထင်ရှားနေပါတယ်ဒါအပြင်ဖြန့်ဝေမှုတွေဟာလဲ telegram channel တစ်ခုတည်းကိုဥတည်ပြီးဖြန့်ဝေနေတာမဟုတ်ပဲ TikTok, YouTube နဲ့ Facebook မှာလည်းဖြန့်ဝေနေရပဲဖြစ်ပါတယ်။ကြောစွာ Telegram Channel ဟာဆိုရင် TikTok နဲ့ YouTube အကောင့်တွေလည်းရှိနေပြီးနေ့စဉ်လိုလိုဝါရဖြန့်ပြောကြားနေရပဲဖြစ်ပါတယ်။ဒါအပြင်မှိုင်းဝေ Telegram Channel ဟာလည်း Facebook အကောင့်ရှိပြီးနေ့စဉ်လိုလိုဝါရဖြန့်နေရပဲဖြစ်ပါတယ်။ ဒီဖြစ်စဉ်တွေကိုကြည့်မယ်ဆိုရင်စစ်အုပ်စုလော်ဘီတွေဟာရွေးကောက်ပွဲနဲ့ပတ်သက်ပြီးပြည်သူသဘောထားကိုလွှမ်းမိုးနိုင်ဖို့အတွက်ဝါရဖြန့်ချီမှုအမျိုးမျိုးကို channel ပေါင်းစုံ social media platform ပေါင်းစုံသုံးပြီးဝါရဖြန့်ချီရေးကို social media စစ်စင်ရေးတရက်အနေနဲ့ကြိုးပမ်းနေတာထင်ရှားနေပါတယ်။ဒါကြောင့်ပြည်သူတွေအနေနဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးစစ်အုပ်စုနဲ့စစ်လော်ဘီတွေရဲ့ဝါရဖြန့်ချီမှုမှိုင်းတဲ့ကြမသွားစေဖို့အထူးတတိထားကြဖို့တိုက်တွန်းလိုက်ရပါတယ်။